မြန်မာရွှေစီတွေကတော့ဒီနေ့ညနေမှာတော့ဈေးပြန်တက်သွားပါတယ်မြန်မာငွေစီတွေကတော့ညနေမှာအတက်ကြမရှိပါဘူးအားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည်စုံနိုင်ကြပါစေဒီနေ့က9ရက်နေ့ဆက်လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းဆန်တော်ချိန်ညနေ9:00နာရီထိုးနေပါပြီမြန်မာရွှေက15ပဲရည်ကြတာကို89.9တောင်း16ပဲရည်ကြတာကို59ရောင်းနေစေက84.6တောင်း ဆိုင်ကလက်ခံနေစီက83သိန်း6တောင်းစနစ်တမီလင်းရွှေတရက်သားကို83သိန်း2တောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာနေသားလိုက်စီနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့စီနှုန်းနဲ့ငယ်กว่าချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေစီနှုန်းတွေက1ဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက4.80ဆိုင်ကလက်ခံနေစီက3.980ယူရိုငွေယူရိုကိုမြန်မာကျပ်ငွေ4.695ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက3.130ဆိုင်ကလက်ခံနေစီက3.35ကျပ် တရုတ်ငွေတရံကိုမြန်မာကျပ်ငွေ980ကျပ်။အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2635ကျပ်။ထိုင်းမန်နမြန်မာကျပ်ငွေစင်းနှုန်းတွေကပတ်ပေးချက်ယူသမားတွေကပတ်ငွေ820ကိုမြန်မာကျပ်ငွေတသိန်း။ကျပ်ပေးပတ်ယူသမားတွေကကျပ်တသိန်းကိုပတ်ငွေ800။မလေးငွေ105.8ကိုမြန်မာကျပ်ငွေတသိန်း။ဂျပန်ငွေ3850ကိုဒေါ်လာ5တိကိုမြန်မာကျပ်ငွေတသိန်း။ ကိုရီးယားငွေ36496.35ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ2181.32ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်စင်းတော့ပြောင်းလဲမှုရှိနိုင်တယ်လို့စင်းလုံးနဲ့ငွေကွာချမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုတော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုကြပါလို့ကျွန်တော်ကကြံပြူခြင်းပါတယ် လက်ရှိမှာမြမရွှေဈေးကလည်းအနေငယ်အတက်ကြရှိနေသလိုဒီရပိုင်းမှာရွှေဈေးကိုအတက်ကြဖြစ်စေနိုင်တဲ့သတင်းရှိပါတယ်။အမေရိကန်နိုင်ငံလက်ရှိဖြစ်ပေါ်နေတဲ့ shutdown ကိစ္စကိုတော့ဆွေးနွေးဖို့ရှိတယ်လို့သတင်းတွေသိရပါတယ်။ပြည်နိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေကြောင့် အမေရိကန်ဝင်ငွေဒေါ်လာဘီလီယံနဲ့ကိုဆုံးရှုံးနိုင်တဲ့အနေအထားမှာရှိတယ်လို့သတင်းတွေကတော့ဖော်ပြနေပါတယ်။ shutdown ကလက်ရှိမှာဆိုလို့ရှိရင်30နဲ့5ရက်ရှိပြီလို့သိရပါတယ်။ဒီတရက်နေ့ရက်မှာဆွေးနွေးလို့အဆင်ပြေမယ်ဆိုလို့ရှိရင်တော့ရွှေဈေးတွေကကျသွားနိုင်တဲ့အနေအထားမှာရှိပြီးတော့ဒီတရက်နေ့ရက်နေ့မှာဆွေးနွေးလို့အဆင်မပြေဘူးဆိုရင်တော့ရွှေဈေးကပြန်ပြီးတော့တက်နိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုမြန်မြန်တင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြင်ဆင်နိုင်ကြပါစေ။